အားလုံးပဲမင်္ဂလာပါရှင်အခုဖပြမယ့်စာအုပ်လေးကတော့ဆရာအောင်သိန်းရေးထားတာလေအနာဂတ်ကိုမကြောက်နဲ့ဆိုတဲ့ဝတ္ထုစာအုပ်လေးကမှပုံမြင်လက်ဆောင်ဆိုတဲ့ဝတ္ထုတို့လေးကိုဖပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်မကြာခဏတတိယတက်သည့်ပုံမြင်ကလေးတစ်ခုရှိသည်ထိုပုံမြင်ကိုကျွန်တော်တို့တက်ရွယ်လူကြီးတွေကတော့ဖတ်ဘူးကြသည်ဟုမှအမှန်ပင်ဖြစ်သည်အခုခေတ်လူငယ်တွေကတော့ဖတ်ဘူးရန်ဝေးစားကြားပင်မကြားဘူးကြတောင်းတွေ့ရသည် ်ခြွေတာချင်းဆိုတာစာအုပ်ထဲတွင် ထိုးပုံမြင်ကလေးကိုဖတ်ခဲ့ဘူးချင်းဖြစ်သည်ကျွန်တော်တို့ခေတ်မတိုင်ခင်ကခြွေတာချင်းစာအုပ်ကိုចောင်းသုံးပင်ပြထမ်းခဲ့ဘူးတော့ကြောင့်ကျွန်တော်တို့လူငယ်တွေငယ်စဉ်ကခုနာတွေ့ဒီနာတွေ့တွေ့ခဲ့ရတော့လဲယခုတော့ဖြင့်မတွေ့ရတော့ပြီစာကြည့်တိုင်းများမှသာရှိကောင်းရှိတော်မူထင်သည်ပုံမြင်ကဤသို့ဖြစ်သည် တခါကရှင်ဘရင်တပါးနဲ့သူဤမိဖုရားကြီးတို့အတူဆံမြန်းနေကြစဉ်လမ်းပေါ်တွင်ပင်ပန်းကြီးစွာထင်းထန်းပြီးလှဲ့လေရောင်းချနေတဲ့အဖိုးတယောက်ကိုမြင်တယ်။ရှင်ဘရင်ကဂိူနာတလာသည့်အပြင်စိတ်ဝင်စားသောကြောင့်ခေါငင်ပြီးမေးတယ်။ပင်ပန်းလုံးတော်ဦးစားလာသည့်မှန်တော်လဲအသက်မှာရှင်ဘရင်နဲ့တတ်တူဖြစ်သောကြောင့်အဆက်လက်၍မေးလိုက်တဲ့အခါတတ်တူယုံမကမွေးနေ့မွေးရက်ကစားအားလုံးတူနေသောကြောင့် တိလိုက်ရသဖြင့်အံ့ဩတင်ွားသည်ဤတို့မွေးနေ့ခုနှစ်တက်ကြတဲ့သူပါလျက်နဲ့တအူးကရှင်ဘရင်တအူးမှာပါကြောင့်ဤမြဆင်းရဲပင်ပန်းနေကြသည်ကိုအံ့ဩမိကြောင်ရှင်ဘရင်က ပြောလိုက်တော့အခါမိဖုရားကြီးကအသက်အရွယ်ငယ်သည့်အားလျော်စွာဇနီးဖြစ်သူလင်းလင်းမာမာမရှိတော့ကြောင့်ဤမြဆင်းရဲချမ်းရှိသည်လို့မှတ်ချက်ချလိုက်သည်ဤတွင်ရှင်ဘရင်က ပြင်းစွာအမျက်ထွက်သွားသည်ဤကဲ့သို့မင်းစင်းစိန်ခံစားနေရခြင်းပင်လျှင် မိဖုရားလိန်မာတော့ကြောင့်ဟုယူလိုကယူနိုင်သည့်စကားဖြစ်သည်ကိုထို့ကြောင့်မယားကောင်းကြောင့်လင်းဖြစ်သူချမ်းသာကြီးွားတယ်ဆိုရင်တင့်မိဖုရားအားယခုပင်ထင်းထန်းအဖိုးကြီးနဲ့ပေးစားလိုက်ပြီးအဖိုးကိုလည်းလိုက်သွားပါဟုနန်းတော်ကနှစ်ထုတ်လိုက်ပြီးမိဖုရားလည်းမတည်တာတော့ပြီထင်းထန်းအဖိုးကြီးနောက်ကလိုက်သွားသည်ထင်းထန်းအဖိုးကိုလည်းအိမ်သို့ရောက်တော့အခါမှာဇနီးတဲ့ဖွားကမိဖုရားကြီးအားတနာလာတော့ကြောင့် သူတို့မှာသားသမီးမရှိသည့်အတွက်သမီးအဖြစ်သဘောထားပြီးစိတ်ချမ်းသာစွာနေဖို့အားပေးစကားပြောတယ်။မိဖုရားလည်းအဖိုးကိုနဲ့အဖွားကိုမိကိုဖောက်တပွဲသဘောထားလိုက်သည်။သူတို့မောင်နှံနေတိုင်းစားတော့ပုံတို့ကိုတရားလေးလာကြည့်တဲ့အခါမှာဟင်းသီးဟင်းရွက်ကစားဝေယူစားသုံးနေရခြင်းကိုတွေ့ရသည်။ထို့ကြောင့်မိဖုရားကအိမ်တော်ဖွေးစည်းဆိုင်တဲ့သို့တလို့ခြံရဲတဲ့ဘူးဖျုံတခွစသည်တို့ဖြင့်ဟင်းသီးဟင်းရွက်တို့ကိုအဖိုးအိုကြီးအကူအညီနဲ့စိုက်ပျိုးတယ်။ နီနာဝေါ်ကျင်မှာရှိတဲ့ကလေးများအားခေါငင်ပြီးစာသင်ပေးတယ်။ဤသို့အားဖြင့်ကလေးများကစိုက်ခင်းကိုရေလောင်းပေါင်းတင်ပေးတယ်။အိမ်အတွက်စားရန်လုံလောက်သည့်အပြင်ပူလာတဲ့အခါမှာဟင်းသီးဟင်းရွက်တွေကိုတေချာပြင်ဆင်ပြီးအဖွားအိုကဈေးသွားပြီးရောင်းစေတယ်။ထို့ကြောင့်ရရှိတဲ့ငွေကြေးတွေဟာကြစ်ကြစ်ပါအောင်စုဆောင်တယ်။အစအစတွင်စနစ်တကျစီမံခန့်ခွဲလုပ်ဆောင်လျာအတန်ကြာတော့လဲလဲနွားတို့ကိုဝေယူနိုင်ခဲ့တယ်။ထိုအခါမူကား ထင်းကိုပုံမများစွာရောင်းချနိုင်ပြီးပူပြီးစည်းဝါဖြစ်လာတယ်။ထင်းကိုရောင်းခြင်းအတွက်မီးသွေးဖုတ်ပြီးရောင်းနိုင်ရင်ပူပြီးအကျိုးမြတ်မြေဖြစ်ကြောင်းကိုသိလာတဲ့အခါမှာအဖိုးအိုကမီးသွေးဖုတ်ရောင်းမှုပြောပြန်တယ်။ဤသို့နှင့်ပင်တနေ့တော့တောင်ဆောင်တစ်ခု၌ထင်းများကိုမီးသွေးဖုတ်ပြီးမီးသွေးသားကောက်တဲ့အခါမှာပျောင်ပျောင်လက်လက်အတုံးခဲကလေးကိုတွေ့သည်နှင့်အဖိုးအိုကယူပြီးတမီးဖြစ်သူမီးပြားအပြသည်။မီးပြားရွှေဖြစ်ကြောင်းကိုသိတဲ့နှင့်ထိုတောင်ဆောင်ကို အထက်ထက်မီးတိုက်စေသည်။ ဤသို့အားဖြင့်ရွှေတုံးတော်များသည့်အခါမှာလဲနှစ်တိုက်ပြီးဘရင်မင်းမြတ်အားတွားရောက်ဆက်သသည်အဖူးအိုကြီးရောက်ထားကြအရာအကြောင်းစုံကိုသိရတဲ့အခါဘရင်မင်းမြတ်လည်းမိဖုရား၏အလိမ်မာတရားကိုနှစ်သက်တော်မူခြင်းနဲ့မိဖုရားကြီးအဖြစ်ရှိကအတိုင်းမြောက်စားတော်မူသည်ဤပုံပြင်ကိုကျွန်တော်မကြာခဏသတိရမိသည် စကားဆက်မိလာနှင့်တပည့်များအား ပြောပြီးဆိုမိတတ်သည်သူတို့ကိုပြောပြသည့်အကြောင်းကပထမမိဖုရား၏တတ္တိပင်ဖြစ်သည်မိမိကြုံလိုက်ရသည့်လောကဓာတ်မှာ ကြောက်ခမန်းလိလိပင်ဖြစ်သည်အတော်အတန်မိမဆိုရင်ယူသွားတော့သည့်အပြောင်းလဲဖြစ်သည်ဖြစ်လာသည့်အခြေအနေကိုမတုံမလုံလက်ခံပြီးရင်ဆိုင်လိုက်နိုင်ခြင်းဖြစ်သည်တိမ်းရှောင်လို့မရနိုင်သည့်လောကဒဏ်ကိုသွေးအေးအေးနဲ့လက်ခံတတ်ဖို့တတိမှလွယ်လာသည်မဟုတ်သို့တော်မိမိစိတ်ကိုကိုးစားအားတင်းရမိတာဖြစ်သည်ဒုတိယအဖိုးအဖွားလင်မယားတို့၏ယူကွက်ဟာကွက်တွေကိုတေချာလေးလာပြီးယူပေါက်ဟာပေါက်မရှိအောင်ပြုပြင်ခြင်းဖြစ်သည် တတရယူပေါက်ဟာပေါက်တွေကိုပိတ်ဆို့ပြီးဒီနေ့နောက်ထပ်တဆင်ပြီးတဆင်တက်လန်းပြီးရှာနိုင်ခြင်းဖြစ်သည်သရုပ်တာရွှေကိုတွေးလိုက်ခြင်းမှာကံလို့ပင်ဆိုဆိုတိုက်ဆိုင်မှုလို့ပဲဆိုဆိုဘဝအတွက်ကြီးမားတဲ့အပြောင်းလဲဖြစ်သွားစေတယ်ပုံမြင်မှုရွှေကိုတွေ့အောင်ဖန်တီးလိုက်သည်ဟုဆိုခြင်းဆိုကြမယ်သို့တော်တကယ်ကျွန်တော်တို့ဘဝတွင်ဤပုံမြင်တဲ့ကရွှေတောင်ကိုတွေ့နေမျိုးတွေ့ရတတ်ပါတယ်ဆိုလိုသည်မှာအခွင့်ကောင်းတစ်ခုကိုလူတိုင်းကြုံရနိုင်တယ် ကြုံလာလိုက်တဲ့အခွင့်အကောင်းကိုဖမ်းဆုပ်ပြီးတော့အတုံးချနိုင်မှသာစွမ်းရည်ကတော့လူတိုင်းမှာရှိခြင်းရှိပါလိမ့်မယ်။ကျွန်တော်တို့မျက်စိအောက်၌ပင်ရွှေတောင်ကြီးတွေ့နိုင်တဲ့ကဲ့သို့နေခြင်းညခြင်းကြီးပွားချမ်းသာလာသူတွေလည်းအများကြီးပါပဲ။အခွင့်အကောင်းကိုဖမ်းပြီးယူနိုင်ရန်အတုံးချနိုင်ရန်အသင့်ရှိနေသူသာဖြစ်သည်။ထိုသူများကြီးပွားသွားလိုက်ပုံကားဖြင့်ပုံမြင်တဲ့ကရွှေတောင်ကြီးကိုတွေးလိုက်တဲ့နဲ့မချလာအောင်သတိပြုမိကြပါလိမ့်မယ်။ ကျွန်တော်တို့ကသူတို့လိုနေချင်းညချင်းပုံမြင်တွေကလို့ကြီးပွားသွားသည့်ကိုသာတတိပြုလိုက်မိကြသည်မိဖုရားကြီးတစ်ပင်ဆိုင်သလိုမိဖုရားကြီးစီမံခန့်ခွဲသလိုသူတို့တွေလုပ်ခဲ့ကြသော်ကျွန်တော်တို့မသိကြကျွန်တော်ကတော့ចောင်းဆရာတယောက်ဖြစ်နေသည့်အတိုင်းចောင်းသားငယ်တွေကိုသာပြောရမည်ဖြစ်သောကြောင့်မိမိတို့ရဲ့ပညာရေးနေခိုင်မှာစူးစားရခြင်းနေအခွင့်ရေးကောင်းတစ်ခုကိုရွှေတောင်ကြီးတွေ့သလိုတနေ့တွင် မုတ်ချတွေ့ရမည်ဖြစ်ကြောင်း ်ထိုခါမျိုးမှာမိမိကပိုင်းပိုင်းနိုင်နိုင်အသုံးချနိုင်ရတဲ့ကြိုတင်ပြင်ဆင်ထားရင်လိုချောင်းပညာသင်ခြင်းဆိုဒီမှာကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသတိပေးဆုံးမမိပါနဲ့ဤပုံပြေကိုကျွန်တော်ထက်ဉာဏ်ခံကြီးသူတွေကပိုပြီးချဲ့တွင် နားထည်နိုင်ပါလိမ့်မယ်မည်သို့ပင်ဖြစ်စေကျွန်တော်မကြကနာတရိယာမိတော့ပုံမြင်ကလေးကိုလူငယ်များအားလက်ဆင့်ကမ်းလိုက်ရခြင်းဖြစ်ပါသည်အတုံးဝင်ကောင်းပါ၏ယေရှုတင်ပါတယ်ရှင်